ဆက်နဲ့ခွဲတာပါလဲရှင်ဆိုမိထားတာလေးတွေ့လို့ပါအဲ့မှာတော့ဒီဘာခွဲစိတ်မှုလဲလို့တော့မပြောထားဘူးဒါပေမဲ့အတွင်းနေခွဲစိတ်မှုလို့တော့ထင်ပါတယ်အတွင်းနေခွဲစိတ်မှုမှာဆိုရင်အခုတုံးနေတဲ့နီလန်းပေါ့နော်အတုံးအများဆုံးနီလန်းနှစ်ခုအကြောင်းကိုဒီနေ့မျှဝေခြင်းပါတယ်အဲ့ဒီအမျိုးအစားနှစ်ခုကတော့ဒီ SICS နဲ့ Vico Emulsification လို့ခေါ်ပါတယ်။မြန်မာလိုဆိုရင်တော့ဒီလက်ခွဲတာနဲ့ဆက်ခွဲတာလို့အလွယ်ပြောကြပါတယ်။ ဘာတွေကွာချလဲဆိုတာလေးနည်းနည်းလေးရှင်းပြပါမယ်။ပထမဆုံးကတော့ဒီဖေကိုလို့ခေါ်ရဲပေါ့နော်။ဆက်နက်ခွဲတာလေးရင်ရှင်းပြပါမယ်။ဆက်နက်ခွဲတဲ့ဆိုတာကတော့ဒါအချင်းချုပ်ပြောရရင်တော့ဒီ ultrasound wave plan တစ်ခုကိုတုံးပြီးရဲ့အချိန်မှာအတွင်းနေကိုခြေဖြတ်ပြီးတော့အတွင်းနေကိုထုတ်ယူတာဖြစ်ပါတယ်။ ဥပမာအနေနဲ့ဆိုရင်တော့ဒီဘိုက်ခွဲတာကိုနည်းနည်းစဉ်းစားကြည့်ပေါ့နော်ဘိုက်ခွဲတယ်ဆိုရင်ဥမာလက်နဲ့ခွဲတယ်ဆိုရင်ခွဲစိတ်ရကြီးရပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဒီ laparoscope လို့ခေါ်တယ်မှန်ပြောင်းနဲ့ခွဲတယ်ဆိုရင်တော့ဒီခွဲစိတ်ရလေးကတသိလေးနဲ့အဲ့လိုပုံစံမျိုးပါပဲအခုလဲကွဲပြားတာလေးကဒီဖေကိုလို့ခေါ်ရဲဆက်နဲ့ခွဲရဲဆိုရင်တော့ဒီခွဲစိတ်ရပို့ပြီးတော့သေးတယ်။နားတိန်တစ်ခုလုံးကိုပေါ့နော်အလုံးလိုက်ထုတ်တာမဟုတ်ဘဲနဲ့ခြေပြီးမှထုတ်တာဖြစ်တဲ့အတွက်ဒါခွဲစိတ်ခွဲရပေါ့နော်မမြင်ရတဲ့လောက်ကိုသေးနေတယ်။နောက်ပြီးတော့ချုပ်ကျိုးလည်းမလိုဘူးပြန်ပြီးချုပ်เสียရမလိုဘူး။ ီးတော့အဲ့မျက်တွင်းမှန်ဘလူးလေးပြန်ပြီးတော့ထဲတဲ့အချိန်မှာဆိုလဲသူကခောက်ပြီးတော့ထဲလို့ရတယ် foldable IOL လို့ခေါ်တာပေါ့နော်အဲ့အဲ့လိုမျိုးလေးပြန်ပြီးတော့ထဲရတယ်ကောင်းကျိုးအနေနဲ့ကဘာတွေရှိလဲဆိုတော့ဒီလိုခွဲစိတ်ရသေးတဲ့အတွက်အနာကျက်တာမြန်နေတချို့ဆိုရင်ထုံသေးထိုးစရာတောင်မလိုဘူးပေါ့နော်ထုံသေးမျက်စင်းခက်ပြီးတော့ပဲခွဲလို့ရတယ်လိုမျိုးဆက်ခွဲတာကမကောင်းတဲ့ချက်ကပါလဲဆိုတော့နံပါတ်1ကတော့ဒီလိုတိမ်ရင့်နေတယ်เนาะအတိတ်အရင်နေဆိုရင်တော့ခွဲလို့မရဘူး နံပါတ်1ကတော့ဒီလိုမျိုးလက်ခွဲတာထက်ပိုပြီးတော့ဈေးကြီးတယ်။ဘာလို့လဲဆိုတော့သူ့မှာတုံးရတဲ့ပေါ့နော်။အမ်မှန်မျိုးစားရင်နောက်တစ်ခုကကြတော့ဒီတုံးရတဲ့ဆက်ပေါ့နော်။အဲအဲ့ဒါတွေပုံမှန်မူတည်ပြီးတော့ဒီပိုပြီးတော့ဈေးကြီးတယ်။အဲ့တော့အခုပြောပြခဲ့ရတော့ဒါပထမတနည်းပေါ့နော်ဆက်နဲ့ခွဲရဲဆိုတဲ့အကြောင်းလေးပါ။ဒါဒုတိယနည်းကတော့ဒီမြန်မာပြည်မှာလည်းအများဆုံးသုံးကြတယ်ဒါလက်ခွဲတာပေါ့နော်။နာမည်ကတော့ဒီ SICS လို့ခေါ်တယ်။အရှိကောင်လေးကတော့ဒီဟာလေးပါ။ SICS မှာကြတော့တိမ်ကိုကြတော့မချေဖြတ်ဖန်းနဲ့အလုံးလိုက်ထုတ်တာဖြစ်တဲ့အတွက်ခွဲရပို့ပြီးတော့ကြီးတယ်။အဲဒါကြောင့်တချို့လူတွေမှာဆိုရင်ပြန်ချုပ်ဖို့လည်းလိုတတ်တယ်။သူ့ရဲ့ကောင်းတဲ့အချက်ကပါလဲဆိုတော့တိမ်ဘလောက်ရင့်ညင်ပေါ့နော်။အဲ SICS ကတောင်းလို့ရတယ်။ပြီးတော့ဆက်နက်ခွဲတာလိုမျိုးစေးမကြည့်ဘူး။သူရဲ့မကောင်းတဲ့အချက်ကတော့ဒီခွဲချောင်းကနည်းနည်းပိုကြီးရတဲ့အတွက်တစ်ခါလေးမှာအချုပ်ချိုးပြန်ထည့်ရတတ်တာရှိတယ်။ အခုဒီခွဲစိတ်မှုနှမျိုးမှာဆိုရင်တော့ဗောနော်ဒီတိမ်ရဲ့အခြေအနေပေါ်မူတည်ပြီးတော့ဆရာဝန်ကမြတ်သွားဖြင့်ဆုံးဖြတ်ပေးတယ်။နှစ်နီလုံးသုံးလုံးရတဲ့သူတွေဆိုရင်တော့လူနာကိုရွေးချယ်ခိုင်းလိုက်တာ။အဲ့ဒါဆိုရင်တော့လူနာကနေပြီးတော့ဒီချက်လေးတွေသိထားတယ်ဆိုရင်တော့ကိုယ်ပဲနီလန်းကိုရွေးမလဲဗောနော်ဆက်နှက်ခွမ်းမလားလက်နှက်ခွမ်းမလားအလိုရွေးလို့ရပါတယ်။အခုမျှဝေပေးခဲ့တာလေးရတော့ဘောနော်ဒါအတွင်းနှင်ခွဲစိမ့်မှုအတုံးအများဆုံးနီးနီးအကြောင်းလေးဖြစ်ပါတယ်။တခြားလိုအပ်တဲ့သူတွေဘူးသူဒရရစေဖို့အတွက်လည်းဒီဗီဒီယိုလေးကိုအာမျှဝေပေးနိုင်ပါတယ်။ ကျမကတော့ဗောနော်ဒီမျက်စိကျန်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးနေတဲ့မျက်စိအထူးကုဆရာဝန်တူဒေါက်တာနင်းမ